ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်စကိုင်းတိုင်းတပရင်းမြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဒီနေ့မေလ12ရက်မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်နဲ့ဆရာဆရာမတွေထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့ကျောင်းဟာအလေတန်းကျောင်းဖြစ်ပြီ ကျောင်းကိုတက်တက်ပြတ်သွားတာလို့ဒေသခံတို့ကပြောပြတာပါဒီခိုက်ဒေသမှုများပြားပြီးဆိုရင်စရာအခြေအနေဖြစ်တယ်လို့တော်လရင်တဖွဲ့ဝင်တို့ကလည်းပြောပြပါတယ်ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအပါအဝင်ဒီခိုက်တေဆုံးမှုများပြားနေပေမဲ့အသေးစိတ်အချက်အလက်ကိုတော့မသိရသေးပါဘူးဒေသခံတွေဟာရှောက်ဖွေကယ်ဆယ်ရေးပြုလုပ်နေချိန်နောက်ထပ်လေကြောင်းအနည်းကိုလည်းစိုးရိမ်နေကြရတယ်လို့ဒေသခံတချို့ကပြောပြပါတယ်အဲ့ဒီစာတင်ကြောင်းဟာအမျိုးသားညွရဲ့ဆိုရ NUG ပညာရေးဝန်ကြီးဌာနရဲ့ ဇာကာလာပညာရေးစနစ်နဲ့ဒေသခံစာနာကျောင်းသူတွေကိုပညာသင်ကြားပေးနေတဲ့အကြောင်းလည်းဖြစ်ပါတယ်။ဒီနေ့မနက်တပရဲမြို့နယ်အိုထင်းကွင်းရွာစာသင်ကျောင်းလေကျောင်းတက်ခိုက်ခံရမှုဖြစ်စဉ်ကိုပစီကြီးရွာလေကျောင်းတက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ဒေသခံတွေကခိုင်းနှိုင်းနေကြတာပါ။အာနာဒိစက်ကောင်စီလေတပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွေအတွင်းတကြိမ်တည်းလူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့စကိုင်းတိုင်းကမ်ဘလိုမြို့နယ်ပစီကြီးရွာလေကျောင်းတက်ခိုက်ခံရမှုဖြစ်စဉ်ဟာပြီးခဲ့တဲ့2023ဧပြီ17ရက်ကဖြစ်ပွားခဲ့တာပါ။ ။ဗဇီကြီးရလေကြောင်းတက်ခိုက်ခံရမှုအတွင်းမှာကလင်းငယ်အယောက်40အမျိုးသမီး24ယောက်အပါအဝင်အရက်သား168ယောက်သေဆုံးခဲ့တာပါ။ဒါအပြင်ဒေသခံအယောက်50ထပ်မင်းဲဟာလည်းကိုလက်အင်ကဆုံးရှုံးပြီးမတန်ဆန်းဘဝကိုရောက်ခဲ့ရပါတယ်။ဒီပရင်းမျိုးကိုတော်လိုင်းတက်ဖွဲ့ဝင်တွေဟာ2024ဩဂတ်စ်လမှာခနတာသိမ့်ပိုက်ထင်းချုံနိုင်ခဲ့ပေမဲ့စကောင်စီတက်ရဲ့လေကြောင်းပြုတ်ကိုအပြန်အထန်ပြုတ်လုခဲ့တာကြောင့်တော်လိုင်းတက်ဖွဲ့ဝင်တွေကမျိုးပေါ်ကနေပြန်လည်ဆုတ်ခွာခဲ့ရတာပါ။ဒါပေမဲ့မြို့နယ်အတွင်းကဒေသအများစုကိုတော့ တော်လည်ရေးတခွက်ဝင်တွေကစုံမိုးထင်းချုပ်ထားပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ။ဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ။